အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကကျွန်တော်ဒီ merchant trick ကနေပေါ့နော် KP ကိုဘယ်လိုပတ်စံလွဲတယ်လဲပေါ့နော်အဲကျွန်တော်မေးထားတဲ့လူတွေရှိလို့ကျွန်တော်ပြန်ပြီးမှအာတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်အဆုံးထိကြည့်လိုက်ရအောင်နော်ဆိုတော့ဒီနားမှာသူက select your country ဆိုနေရတွေ့တယ်မလားဒီနားမှာတစ်ချက်ထားလိုက်ပြီးကိုပို့မဲ့နိုင်ငံကို ရွေးလိုက်ပါကျွန်တော်တို့မြန်မာနိုင်ငံရွေးလိုက်တယ်ပေါ့နော်ဒီနားမှာလည်းရွေးလို့ရတယ်လို့ဒီ set money ဆိုတဲ့နားမှာလည်းချက်သွားလိုက်ပါနော်အဲ့မှာလည်းရတယ်ပေါ့နော်သဘောအဲ့မှာလည်းပြလိုက် so remittance ဆိုရင်တော့ the chip တက်နေလိုက် okay ပြီးရင် new ပေါ့နော်ကိုကတစ်ခါမှမပို့ဘူးဆိုတော့အဲ့မှာ new ဆိုတာပေါ်လာတော့ပေါ့နော် ဆိုတော့ကိုကပို့ပြီးသားအရင်ကလည်းပို့ပို့တယ်ဆိုတော့ဒီနားမှာ send to ဆိုရတဲ့နေလိုက်တော့ auto name တွေပို့ပြီးသားပြည်တယ်เนาะဆိုတော့ကျွန်တော်ကတော့ new ပေါ့เนาะဆိုတော့ select your receiver country ပေါ့เนาะလက်ခံရရှိမဲ့နိုင်ငံကိုပြောတာပထမဆုံးဟာပေါ့เนาะဆိုတော့ဒီဒုတိယတစ်ခုကတော့ how does your receiver want the money ပေါ့เนาะဆိုတော့ပတ်စံကိုဘယ်လိုလက်ခံရရှိမလဲပေါ့เนาะဒုတိယတစ်ခုဆိုတော့ကျွန်တော်ပထမတစ်ခုကမြန်မာပြည်ကိုပို့မှာဖြစ်တဲ့မြန်မာ နည်းနည်းကိုယူလိုက်မယ်နော်ပြီးရင်ဒုတိယတစ်ခုကခဏကျွန်တော်ဘယ်လိုလက်ခံရရှိမလဲဆိုတော့ကျွန်တော်ကတော့ KP ပေါ့နော် KP ကိုလွှဲမှဖြစ်တဲ့အတွက် KP ကိုယူလိုက်မှဖြစ်တယ်နော်ပြီးရင်ကျွန်တော်ဒီနားမှာ amount ပေါ့နော်ကျွန်တော်ကတော့50ပို့မယ်နော်အရင်လုပ်ကြည့်ပေါ့နော်ဒီမှာက okay 50ပို့မယ်ဆိုရင်အဲ့ဒီကြက်ကတော့9100ပေါ့နော်ရမှာပေါ့နော်ဆိုတော့ ringgit တစ်ချက်လုံးကိုမြန်မာငွေ1024 MMK ရမှာပေါ့နော်ဆိုတော့လွဲခါတော့17ချက်ပေါ့နော်ဆိုတော့အမ်ဖြစ်နိုင်ပေါ့နော်မြန်မာပြည်ငွေလွဲမယ်ဆိုအများကြီးမလွဲစေချင်ဘူး3000ຫມွေ3000အောက်ပေါ့နော်3000အထက်လည်းမလွဲပါနဲ့เนาะ5000လို့လွဲတော့ရပါလိမ့်မယ် first time တော့ဒါမဲ့ဒုတိယအကောင့်လွဲမယ်ဆိုရင်အကောင့်စစ်ဆေးချင်ရတော့ account ပိတ်တာတော့အဲ့လိုမျိုးဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်ဖြစ်နိုင်ရင်အဲ3000 ဲတွန်းထောင်အောင်ပေါ့နော်အများဆုံးတွန်းထောင်ပဲလွဲပါနော်အများကြီးဒီထက်လဲမလွဲပါနဲ့လို့အကြံပေးခြင်းတယ်ခဏခဏလွဲလို့ရပါတယ်မဲ့အဲတွန်းထောင်တွန်းထောင်အောင်လွဲပါလို့အကြံပေးခြင်းနေနော်ဆိုတော့ကျွန်တော်ကတော့ fairness ဒီလိုဒီကျွန်တော်ကဒီနားမှာပေါ့နော် as new receiver ပေါ့เนาะကျွန်တော်ကအခုငါလွဲมาဖြစ်တဲ့အတွက်လွဲဖို့ဒါရှိတယ်ဆိုတော့ဒီနားမှာပေါ်လာมาဖြစ်ပါတယ်เนาะဆိုတော့ကျွန်တော်ကတော့ add new receiver ဆိုရဲ့ညမှာနေလိုက်မယ် โอเคဒီနားမှာပေါ့နော်ဟို for are you transferring to ပေါ့နော်ဘရိုစီကိုလွှဲမှာလဲပေါ့နော်ဒီမှာမြန်မာပြည်ကလက်ခံရမယ့်လူရဲ့နာမည်ဒီမှာရဲမှာဖြစ်တယ်เนาะဆိုတော့ first name last name နာမည်၃ခုရှိတယ်ဆိုရင်ပေါ့နော်ကိုကျော်ကျော်စင်ကိုကျော် last name မှာကျော်လို့ရေးလိုက်အဲ့ဒါဆိုကိုကျော်ကျော်ပြီးသွားပြီပေါ့နော်နာမည်သုံးလုံးပိုင်မောင်ကျော်ကျော်ဆိုတဲ့သူနေတကောင်ဆိုတော့ relationship ဆိုတာကဘူနဲ့တော်ဆက်တို့ မိဘလားယေကူမောင်နှမလားယောက်ဖလားတငယ်ချင်းလားစသဖြင့်ဆွေမျိုးလားစမှာအကုန်လုံးပါတယ်အဲ့တော့လေကျွန်တော်ရေးမှာဖြစ်တယ်နော်ပြီးနောက်တစ်ခုကဒီမိုဘိုင်းနံပါတ်လဲမိုဘိုင်းနံပါတ်ဆိုရင်ဒီဖုန်းနံပါတ်ပေါ့နော်အခုလက်ခံရရှိမဲ့လူရဲ့ဖုန်းနံပါတ်ပေါ့နော်မြန်မာပြည်ရဲ့ဖုန်းနံပါတ်ညီကြီးပဲဒီမှာနော်ဒါဆိုရင်ကျွန်တော်ရေးရလိုက်မယ်ဒီမှာက ကဲကျွန်တော်နာမည်ရေးပြီဆိုတော့တော်ဆက်သူကြတော့တငယ်ချင်းပေါ့နော်ဆိုတော့ not code ဖုန်းနံပါတ်ပေါ့နော်ဒါလည်းမြန်မာပြည်ဖုန်းနံပါတ်ပေါ့နော်လက်ခံရရှိမဲ့လူရဲ့ဖုန်းနံပါတ်ဆိုတော့နော်ပြီးရင်ကျွန်တော်တို့က next okay အဲ့ဒါမှဆိုလဲဒီမှာလည်းဖုန်းနံပါတ်ပဲနော်ဘာလို့ KPE ဖြစ်တဲ့အတွက်ကျွန်တော် KPE account ဖုန်းနံပါတ်တဲ့ဖုန်းနံပါတ်ပဲကျွန်တော်ထည့်ရမှာဖြစ်တယ်နော်ဒီနံပါတ် verify ချက်နေလိုက်မယ် โอเคအဆင်ပြေเนาะအဆင်ပြေသွားပြီဆိုတော့ဒီမှာ next ပြန်နေလိုက်မယ်အဲ့ဒါဆို receiver summary ဆိုတော့ဟိုအပေါ်မှာသူကအစင်းကြောင့်နဲ့ correct ပြလာပြီเนาะမန်မန်ကြောင့်ပေါ့เนาะအမအယူမရှိကြောင့်ပေါ့เนาะမတေချာလေးတော့ကြည့်ပါเนาะနာမည်တွေအဲကိုရဲ့ဒီဖုန်းနံပါတ်တွေတေချာမှန်မှန်ကြည့်ပါเนาะဆိုရင်မမဲဆိုတော့ continue တွားလိုက်ပါเนาะအဲ့ဒါဆိုရင် grace ရတော့ပြီအဲ့ဒါဆိုရင်ဒီမှာ Are you helping someone send the money ဆိုရညာရှိအောင်လေအဲ့ဒီအပေါ်ကဟာမဖွင့်ပါနဲ့เนาะအဲ့ဒါလုံးဝမဖွင့်ပါနဲ့ဆိုတော့ခုကျွန်တော်တွားမှာဒီနှစ်ချက်ပေါ့เนาะ purpose of your payment ဆိုတာကရွေးချက်ပေါ့เนาะပို့ချင်တဲ့ရွေးချက်ဘာကြောင့်ပို့ဘယ်လိုရွေးချက်နဲ့ပို့ချင်လဲဆိုတာကဒီနောက်မှာဆက်ကြည့်လိုက်ပေါ့เนาะကိုယ့်ရဲ့မိသားစုတွေအတွက်ပို့ပေးချင်တာလားဒါမှမဟုတ်ရင်ဒီဒီ medical expense တို့ဘာတို့เนาะအများကြီး ပညာရေးထောက်ပံ့ပေးခြင်းလားစသဖြင့်တော့ဒီနားမှာအများကြီးရှိပါတယ်เนาะဆိုတော့ကျွန်တော်ကြတော့မိသားစုပေါ့เนาะမိသားစုထောက်ပံ့မှာဖြစ်တဲ့ family maintenance ဆိုရရှိတဲ့အဲ့ဒါကိုကျွန်တော်ယူလက်မှာဖြစ်တယ်ပြီးနောက်တစ်ခုကတော့အဲ့ဒီဒုတိယတစ်ခု sort of fund ဆိုတဲ့ဟာကြတော့ကိုရထားတဲ့ပတ်စံဘလိုမျိုးပတ်စံကလွဲမှလဲပေါ့နော်လခကလည်းလွဲမှလားပြင်ဆင်စားတဲ့ပတ်စံလွဲမှလားဆိုတဲ့ဟာပြောပြတာဖြစ်တယ်နော်နော် business income ဆိုတာကျွန်တော်ရဲ့ လောက်ကားရရတဲ့ပတ်စံမန္တလေး income မန္တလေး income ဆိုတော့လတိုင်းရတဲ့ကျွန်တော်တို့ဒီလခါလေးပြောလို့ရတာပေါ့နော်ဒါမှမဟုတ် additional part time income or commission ဆိုတဲ့ဖြည့်အဲ့ဒီကရတဲ့ပတ်စံကိုပို့ပေးခြင်းလာဒါမှမဟုတ်ဆုထားတဲ့ပတ်စံလာဆိုတဲ့ပေါ့နော်ကျွန်တော်ကြတော့ saving ပေါ့နော်ကျွန်တော်ဆုထားတဲ့ပတ်စံကတွေသူတို့ပို့ပေးမှာဖြစ်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်က next ပြန်နေလိုက်မယ်အဲ့ဒါဆိုတော့ဒီ channel ပဲပေါ့နော်ဟိုအပေါ်မှာ receiver name ဆိုတာ အာနာမည်ကပေါ်ပြတာဖြစ်တယ်ပေါ့နော် KP KM အောက်မှာဖုန်းနံပါတ်အရဆန်တော့တေချာတယ်တေချာပူတော့မယ်တေချာပြီဆိုရင်ပေါ့ဒီနံပါတ်အဲ့ဒီအတော့နံပါတ်အမှန်ချစ်လိုက်နော်အရဆန်တော့ make payment ဆိုတာနေလိုက်တာနဲ့ပတ်စံက9မိနစ်မှ10မိနစ်ပဲကြာတယ်ရောက်သွားပြီနော် Okay ဟိုနားမနေတာရှိရင် comment မှာပြန်မဲလို့ရပါတယ်နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်